ို့အတွက်အခက်အခဲရှိတဲ့ပုံပုံများဒါပေမဲ့အဲ့လိုယူလို့တချို့ကြတော့လေဒီအများသောအပြင်ကတခါမှအဲ့လိုမယူဘူးတဲ့ခါကျတော့စယူယူခြင်းကမောသလိုကြက်သလိုလိုနေတဲ့ဘဝဖြစ်တတ်တယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဆုတ်ခန်းနေမပွင့်လို့ကိုယ်ကတာမန်လေးယူနေတော့အဆုတ်ကဖြည်းဖြည်းလေးသွားနေတာ။နည်းနည်းလေးတည်ယူလိုက်တဲ့ခါကျအဆုတ်ခန်းနေကငိုးတဲ့ပို့ပြီးတော့ချဲ့ပြီးတော့ယူရတဲ့အတွက်ကြောင့်အစပိုင်းလေးမှာနည်းနည်းမောသလိုကြက်သလိုဖြစ်တတ်တယ်။အဲ့ဒါကိုမညာပဲနဲ့ မှန်မှန်ယူရရင်တော့အဆုတ်ခံပွင့်သွားအဆုတ်ခံလည်းပွင့်သွားရောခန္ဓာကိုယ်ရဲ့သူ့ရဲ့တွေလည်းပတ်မှုတွေလည်းကောင်းလာပြီးယောဂတွေကပြောက်တယ်ဘောအဲ့တော့ဗာလဲစရှူတဲ့အခါမှာဥသိင်းရှူတဲ့ဆက်ကရှူနှုန်းအတိုင်းရှူလို့ရပါတယ်အဲ့လိုရှူနိုင်ရင်ကောင်းတယ်အဲ့လိုရှူလို့မရပါဘူးဆိုတဲ့ပုဂ္ဂိုလ်ကဆက်ကရှူနှုန်းအတိုင်းရှူဖို့မဟုတ်ဘူးမိမိရဲ့ရှူနိုင်တဲ့အရှူနှုန်းနဲ့နော်အရှိတို့မှန်ရမယ်အနည်းမြန်မှန်ရမယ်အပြင်းအပြော့မှန်ရမယ် ရက်လက်ရှူလိုက်မရှူရဘူးအစလိုကတော့အရှိတူအနည်းမြန်အပေါ့အပြင်းတညီတညွတ်တည်းတစ်ဖြောင်းနဲ့ရှူသွားလို့ဆိုလိုတာတို့ကြရှိလိုက်တို့ကြတိုးလိုက်တို့ကြပြင်းလိုက်တို့ကြပြော့လိုက်တို့ကြရက်လိုက်တို့ကြရှူလိုက်ဆိုတော့အာရတမာရီမဖြစ်ဘူးဒါကြောင့်မလို့အရှိတူမှန်ရမယ်အနည်းမြန်မှန်ရမယ်အပြော့အပြင်းမှန်ရမယ်အဲဒါရှူသွားမယ်